စကားစဘက်ကလော်ဘီတွေကပြောရမယ်ဆိုရင်ဘာမှအာရုံမရှိကြပါဘူးအဲသူတို့ကလော်ဘီလုပ်လို့သူတို့ကလော်ဘီလုပ်ကြမို့သူတို့ကထောက်ခံပိုင်ခွင့်ပဲရှိတာဆိုလိုချင်တာကစစ်တပ်ရဲ့အကြီးအကဲပေါ့နော်အဲဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်မှန်သမျှကိုဒါလေးထောက်ခံရတာပါလော်ဘီဆိုတာကတခြားလော်ဘီနဲ့လော်ဘီနဲ့ဒီထောက်ခံသူနဲ့တခြားဆိုတော့သူတို့ကလော်ဘီတော့မဟုတ်ပါဘူးလော်ဘီဆိုတာကခေါမလဲကျွန်တော်တို့ စစ်တပ်အတွက် lobby လုပ်ပေးတာဒါမှန်တယ်။နောက်တစ်ခုကကောင်းစေခြင်းတဲ့ပုံစံမျိုးတွေနဲ့သွားရမှာပါ။အခုကအဲသူတို့ကအခုဒီတက်မလို့အနေနဲ့တက်မလို့ကောင်းစားပါတော့။ဦးမင်းအောင်လာရဲ့ဆောင်ရွက်ချက်ကမမမမအထောက်ခံပေးရဆိုတော့ lobby ရဲ့အစ်စ်မှလည်းမရှိပါဘူး။နောက်သူတို့ရဲ့ယက်တီချက်ကတော့ဒါကျွန်တော်အနေနဲ့တော့မပြောလို့ဘောဒါသူတို့ရဲ့ကိုယ်ပိုင်ယက်တီချက်ဖြစ်ပါလိမ့်မယ်နော်။ဒါမဲ့လည်း lobby မဟုတ်တဲ့ လော်ဘီမဟုတ်တဲ့လော်ဘီပြောင်းပြောလို့ရပါတယ်နော်။ဘာကြောင့်လဲဆိုတော့အဲ့တော့တရုတ်ကိုတရုတ်ကိုတက်မလို့ကဘလို့နီးနေပဲပေါ့နော်။ပူပေါင်းဆောင်ရွက်မှုတွေလုပ်လို့အဲသူဆိုတော့ကံမြောက်ပြောတဲ့လော်ဘီတို့လော်ဘီတို့ပြောကြတယ်ဒီစစ်တပ်ထောက်ခံသူဒီနာမည်ရှိသူပေါ့သတင်းမီဒီယာတွေကတော့ဘာလို့လို့သူတို့အနေနဲ့ကတော့ဝေဖန်ကန့်ကွက်ပိုင်ခွင့်မရှိပါဘူး။ထောက်ခံပါဘူး။အဲသူတို့လော်ဘီတို့ခေါ်တဲ့ ဟိုအတိုင်းတားလောက်မပြောနဲ့ပေါ့နော်စစ်တပ်မှာရှိနေတော့အဲစစ်သားတွေအကြီးအကဲတွေပင်နေဘာမှပြောပိုင်ခွင့်မရှိပါဘူးအဲဒီတခြားမလို့တရုတ်နဲ့ပတ်သက်တဲ့တရုတ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေအားလုံးကိုတကယ်တမ်းဆောင်ရွက်နေတာကတော့နိုင်ကျွန်တော်တို့ဒီတက်မလဘက်ကရေးပါအရာရောက်တော့ဥဆောင်နေသူတွေရဲ့မူဝါဒဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကြောင့်ဒီမူဝါဒဒီမူဝါဒဆုံးဖြတ်ချက်ကိုပဲ ဒီခဏလို့ပြောတဲ့ lobby တွေကဘာပဲဖြစ်ဖြစ်ထောက်ခံရတာဖြစ်တဲ့အတွက်ကြောင့်သူတို့က lobby လုတ်ပိုင်နေမှရှိဘူးသူတို့ကဘာပဲဖြစ်ဖြစ်ထောက်ခံပေးရမယ့်အခြေအနေအမျိုးမှာပဲရှိပါတယ်နော်အဲ့ဒါတော့ကျွန်တော်စိတ်ဆိုးကြတယ်ဟုတ်ကျမအဲတက်မလို့အပိထောက်ခံတဲ့ဇယ်လီတွေပေါ့နော်အားရှိတဲ့အင်အားကြီးတဲ့ဒီနာမည်ကြီးတဲ့သူတွေကတချို့လဲတော်တော်များများရင့်ကျက်ကြပါလေခင်ဗျားတို့ဘလောက်ကြီးပဲကျွန်တော် ျွန်တော်နဲ့ရန်တိုက်တဲ့ပေါ့နော်ရန်တိုက်တဲ့ပုံစံမျိုးတွေဖြစ်သွားပါတယ်တချို့နေရာဆိုကျွန်တော်နဲ့နိုင်ခိုင်းနိုင်ခိုင်းနိုင်ပြီးပြောတဲ့အခါမှာတချို့ကပုံမှန်လင်းလင်းပြောရင်ရင့်ကျက်တယ်နော်တချို့ကရင့်ကျက်တာမဟုတ်ဘူးခင်ဗျဝိုင်းကျက်ပေးလိုက်တန်းထားဆဲတာနော်ခင်ဗျားတို့ကကျွန်တော်နဲ့ခိုင်းနိုင်ပြောလိုက်ရောတချို့ကမရင့်ကျက်မှုမရှိဘူးသူ့ဟာသူတော့မအောင်တော့တော့နော်ကြောင်းတော့တော့လေးတချို့ရရှိတယ်အဲကြောင်းတော့တော့လေးထားဆဲတာသူကရန်သူတစ်ဖက်ကရန်တိုက်လို့တိုက်လိုက်မှမသိဘူးတဲ့မလားဒါမှမဟုတ်ရင့်ကျက်တဲ့သူတွေကကျွန်တော်ခင်ဗျားတို့ဘယ်လောက်ရန်တိုက်ရန်တိုက် ါသူတို့ကဂရုလည်းမဆိုင်ဘူးခမောက်ကြီးကတိုက်နေဆိုတာသိတယ်ကျွန်တော်ကဓာတ်ရိုက်သူတို့ကိုမပြောမချင်းအဲသူတို့အနေနဲ့ကျွန်တော်ကိုတုံ့ပြန်မှုတွေဆဲဆဲမှုတွေဘာမှမလုပ်ဘူးရင်ကျက်မှုရှိတယ်တချို့ရင်ကျက်မှုမရှိတဲ့ရင်ကျက်မှုမရှိတဲ့အဲဆယ်လီလေးတွေရှိတယ်အဲဆယ်လီလေးတွေကခမောက်ကနည်းနည်းကြက်ပေးထားဆဲတာကျွန်တော်နော်ခမောက်ကတိတ်ပြီးတော့ကျွန်တော်မကြက်နဲ့နော်အဲခမောက်ကပြောနေတဲ့စစ်တပ်ထောက်ခံသူတိုင်းကရင်ကျက်တဲ့သူတွေမဟုတ်ဘူးတချို့ကတချို့ကတော်တော်နုတယ်တော့တွေ့ရတယ် ကမ္မမောင်ကိုတဲ့နိုင်ငံကိုကဲဝေကုတ်ကြခြင်းမကြခြင်းမှာတဲ့ပြည်သူရဲ့ယုံကြည်မှုက NUG နဲ့တော်လိုင်းအင်အားစုပေါ်မှာတဲ့ယုံနေလာခြင်းတရားမရှိသလားရှိလားမလားပေါ့အာအဲ့ဒါလေအဲ့ဒါတော့ဟုတ်တယ်နော်နာမည်ဘယ်သူလဲနာမည်ကကျွန်တော်ဖတ်လို့မရဘာကြောင့်သူနာမည်ရေးတာလဲ YFP နော်အဲ့တော့ NUG နဲ့ အန်ယူဂျီနဲ့ဒီပေါ့နော်တော်လိုင်းအင်အားစုတွေပေါ်မှာအဲသူတို့အားပေးထောက်ခံသူတွေအနေနဲ့ထောက်ခံမှုဆက်ရှိနိုင်တယ်ဒါပေမဲ့တော့စီးရေးအားပေးထောက်ခံမှုမှာအာရော့လာနိုင်တယ်မြို့တွေတစ်ခုပြီးတစ်ခုပြန်ပြီးတော့ပေးစရတယ်ဟာလားတိန်ထားတဲ့မြို့တွေအဲတော့မြို့တွေကြာလာခြင်းနဲ့အညီအဲသူတို့ပေါ်မှာယုံကြည်အားပေးစီးရေးအားပေးယုံကြည်အားပေးထောက်ခံမှုတွေအားလုံးအရော့ကြလာနိုင်တယ်ဒါပေမဲ့တော့တော်လန်ရေးဆိုတာကတော့ဆက်လက်ရှိနေမယ့်အရာဖြစ်တယ်ပေါ့နော် ဟုတ်ပါလားနော်အဲဒီစကားလေးပြောတာသိကောင်းပါလား TNL ကိုနားလည်ပြရမှာပါနော်ကျွန်တော်မပြောနဲ့ဒီ TNL တရုတ်နဲ့ပတ်သက်လာလို့ရှိရင် TNL လောက်အဆင်မပြောနဲ့ကျွန်တော်တို့ဒီတက်မတော်အကြီးကြီးနေပြီလင်းလိုက်နာနေရတဲ့အခြေအနေမျိုးရှိရလေအဲ TNL လိုမျိုးအဖွဲ့စည်းအဖွဲ့စည်းကဒါမျိုးဆုံးဖြတ်ချက်ချသွားတာခင်ဗျားတို့ TNL လိုပြစ်ပြောလို့မရအောင် TNL အဲတရုတ်ကို စန့်ကျင်ပြီးတော့ဗောနော်ရင်ဆိုင်ပြီးတော့အာတုအန်တုနိုင်တဲ့အဖွဲ့အစည်းဆိုတာမြန်မာနိုင်ငံမှာတော်တော်ရှားပါလေတရုတ်ကိုပဲတရုတ်ကိုပဲတဖတ်တယ်မပေါင်းမဲတဲ့အမေရိကန်ကိုလည်းမျှပေါင်းဖို့လိုမယ်ထင်တယ်တဲ့အခုချိန်မှာအမေရိကန်နဲ့ယုံကြည်မှုတိဆောက်တင်တယ်အမေရိကန်နဲ့ယုံကြည်မှုတိဆောက်လို့မျိုးအမေရိကန်ဒီဒီပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံအရေးမှာသူမဝင်ပါဘူးမဝင်ဘူးအဲသူရဲ့ ဒီအကျိုးစီးပွားပေါ့လူခွင့်ရေးနဲ့ဒီမိုကရေစီကိစ္စအတွက်သူတို့နိုင်တဲ့လောက်ထောက်ပံ့ငေါထောက်ပံ့လိမ့်မယ်အဲဂျန်နဲ့ဂျန်နဲ့စီအာပြအာပြကူညီမှုလုံးဝလုံးမှာမဟုတ်ပါဘူးတရုတ်နဲ့ထိတ်တိုက်တို့တို့မခံပါဘူးနော်စီရေတို့လက်နက်ပေးတာတို့နောက်တစ်ခုကစစ်အင်အားပေးတာတို့နော်ဒါမျိုးလောက်ရတယ်လုံးမှာမဟုတ်ဘူးဘယ်သူမှလည်းမြန်မာနိုင်ငံကိုတရုတ်ကိုကြော်ပြီးတော့ထိရတဲ့နိုင်ငံမရှိပါဘူးအိန္ဒိယတော့မှလက်ရှောင်မှာဖြစ်တယ်နော်အဲဒီတော့ကြောင့်မလို့တော့အမေရိကန်ကိုအရန်ကြီးရန်ကြီးရော့ မြန်မာပြည်မှာအားကိုးလို့မရဘူးအဲဒါပေမဲ့တော့ soft power နဲ့ဒီစီးပွားရေးပေါ့အပီအပီမှုတွေနိုင်ငံရေးပီအပီမှုတွေမှာတော့အမေရိကန်ဆက်လက်ပြီးဆောင်ရွက်နေမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံမှာဒီမိုကရေစီထွန်းကားရေးနဲ့လူခွင့်ရေးထွန်းကားရေးဟာအမေရိကန်ရဲ့ချိုးစီးပွားလည်းဖြစ်တယ်လေနော်။ကမ္ဘာမောင်းနဲ့ဝါစိန်နီဖြစ်နေပြီလားပြောပါအောင်နဲ့။ကျွန်တော်ဝါစိန်နီမဟုတ်ပါဘူး။နီနီပြပြဝါဝါစိန်စိန်မကပါဘူးနော်။ကျွန်တော်အကောင်လုံးပါပဲ မြန်မာနိုင်ငံအတွက်ငြင်းငြင်းလည်းလည်းမသွားစေချင်တာဖြစ်ရှိတရားကိုပဲသိစေချင်တာပါခစ်တစ်ခုရှိခဲ့တယ်လေတစ်ဖက်အဲတစ်ဖက်ကအပြင်ဟုတ်တယ်အဲ့ဒါလည်းအခုချိန်ထိတော့ရှိနေတော့မယ်ကျွန်တော်ကိုယ်တိုင်လည်းအခုဆိုလို့ရှိရင်ဒီဘက်ကလည်းကျွန်တော်ဆိုလို့ရှိရင်ဟွန်းရန်သူလိုသဘောထားကောင်းထားနိုင်တယ်အစိမ်းဘက်ကတော့တော်တော်များများကျွန်တော်ရန်သူလိုသဘောထားလာလို့တွေ့ရတယ်အဲ့တော့ကျွန်တော်ရဲ့ user ရဲ့ team ကတော့ရှင်းတယ်အခုနိုင်ငံရေးအဖြစ်ဖြစ်တဲ့အတွက်ကြောင့်မို့နိုင်ငံရေးမှာအားလုံးအားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်နော် အားလုံးအတွက်အားလုံးပါဝင်ရမယ်ဆိုတော့ဒီ ASEAN မှုကိုကျွန်တော်နှစ်သက်တယ်နော်အဲဒေါက်တာနောက်တစ်ခုကဒီကုလသမဂ္ဂရဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့နိုင်ငံမျိုးဖြည့်ရှင်းမှုမျိုးကိုပဲကျွန်တော်တို့လက်ခံတယ်အစိမ်းထောက်ခံသူတွေတစ်ဖက်သက်ဆန်လွန်နေဆိုတဲ့ခါကျတော့အဲ့ခင်ဗျားတို့မှာခင်ဗျားတို့လည်းသူ့ရဲ့အခြေအနေကိုနားမလဲတဲ့ပုံစံမျိုးတွေရှိတယ်နော်အဲ့တော့သူတို့မှာကွဲလွဲပိုင်ခွင့်မရှိပါဘူးနော်သူတို့မှာကတစ်ဖက်သက်ဆန်ပြီးမှလည်းရတာ မဖြစ်မနေဆံပြီးရတချို့ဆိုလို့ရှိရင်ကျွန်တော်လိုမျိုးတက်မှတ်မိရင်ထောင်ထဲရောက်သွားအချုပ်ထဲရောက်သွားတဲ့သူတွေရှိတယ်ခေါ်ယူ3ပေးခံရတဲ့သူတွေရှိတယ်ဘယ်အချိန်အစွဲခံရမလဲဆိုတာရှိတယ်နော်အဲ့တော့သူတို့ရဲ့ဘဝလေးကိုစာနာပါနော်အဲ့တော့သူတို့တွေအနေနဲ့ခင်ဗျားတို့ပြောတဲ့ lobby lobby ဆင့်တော်မဟုတ်ဘူးလို့ကျွန်တော်ပြောပြပါရမှာသူတို့ကတက်ထောက်ခံရတဲ့အဆင့်တက်ထောက်ခံအဆင့်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘာပဲပြောပြောခင်ဗျားကိုနားလည်ပေးရမယ်ဟုတ်လားလမ်းပြလဲသူလမ်းမလို့သူတို့တိတာကငါနာမည်ကြီးရမယ်ငါဒီလောကမှာဝင်ဆံရမယ် စစ်တပ်ကိုအားပေးထောက်ခံတယ်အားပေးထောက်ခံတယ်ဆိုတာကစစ်တပ်ကိုပုံမှန်မှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့နာမည်ကြီးနေတယ်မဖြစ်မနေပါနော်ဒါစစ်တပ်ကိုထောက်ခံတဲ့တပင်းအမှန်ငံထောက်ခံတဲ့နေကြတော့စစ်တပ်ကိုလည်းကောင်းစေချင်တယ်နိုင်ငံကိုလည်းကောင်းစေချင်တယ်ဒါမျိုးထောက်ခံတဲ့အဲထောက်ခံတဲ့ဒီခင်ဗျားပြောတဲ့ lobby ရရှိတယ်အဲသူတို့ကြောက်လည်းအမြဲတမ်းဖိအားပေးပြီးတော့ဆုံးမခံထားရတယ်နော်အား lobby တွေတင်မလား ဟိုဘယ်လိုခေါ်မလဲဆိုတော့အခြေအနေတွေကစစ်တပ်ကတော့မှဝန်ခံထားတဲ့ကိစ္စတွေကိုသူတို့ကဖုံးလို့မပြီးနိုင်ဘူးเนาะအဲအဲ့ဒါကြတော့စစ်တပ်ဘက်မှာမှီပြီးတော့အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ဒါထောက်ခံပြီးပေါ့ဒါတကယ်ထောက်ခံတဲ့သူတွေမဟုတ်ပါဘူးဒါလူလေတွေပါအာအခုကမဟုတ်ဘူးစစ်တပ်ကြီးကောင်းပါတယ်သိမလားစစ်တပ်ရှေ့ကနေသူတို့အကြောင်းပဲစစ်တပ်ကိုလူတွေကပုံမောင်းလာတယ်စစ်တပ်အားပေးထားကစစ်တပ်ဘက်မှာမှီပြီးတော့နာမည်ကြီးကျင်တဲ့ဗတ်ဆွဲပြီးတော့ကိုယ်အပျော်ကိုရှာနေတာပါဘယ်မှမှနေရာမရတဲ့သူတွေ စစ်တပ်ကိုလုံးဝထောက်ခံလိုက်မှာပဲတခါလဲနဲ့အယောင်တောက်လာတယ်အယောင်တောက်လာပြီးအဲ့ချက်မှာစစ်တပ်ပေါ်မှာပြီးပြီးတော့နာမည်ကြီးကျင်တဲ့သူတွေဒီလိုလူမျိုးတွေကအာစစ်တပ်နဲ့ပတ်သက်ဟာမထီနဲ့กว่าဟုတ်လားစစ်တပ်ကိုလုံးဝလာပြီးတော့မပုတ်ခတ်နဲ့กว่าဟုတ်လားမင်းလုံးနေရစစ်တပ်မင်းလုံးနဲ့တလန်မင်းကတရှိူဟာမင်းကသူ့ဘက်ကိုယ့်ဘက်ပါတယ်အေးအဲ့ဓာတွေအားလုံးဒီလိုလူမျိုးတွေကြောင့်ပဲကျွန်တော်တို့စစ်တပ်ကိုပြည်သူမုန်းတာစစ်တပ်နဲ့ပြည်သူနဲ့ကြားထဲမှာဘလို့ဖြစ်သွားလဲဆိုရှင်နှစ်ချမ်းကွဲတဲ့ရင်ကြားစေလို့မရတဲ့ မျိုးဖြစ်တယ်ရှင်နိုင်ငံခုကဘလို့မှတိုးတက်လို့မကျောနိုင်ငံအဲ့လိုမျိုးပြပုံတိနေเนาะအခုလိုမျိုးစုပ်ပြတ်တက်နေရတဲ့အကြောင်းရင်းဟာဒီလိုမျိုးတစ်ဖက်ပိတ်ကျွန်တော်တို့စစ်တပ်ပေါ်မှာဘလို့ခေါမလဲကျွန်တော်တို့မိပြီးတော့အကျိုးစီးပွားရှာနေတော့တစ်ဖက်ပိတ်ငင်းခုန်နေတဲ့သူတွေကြောင့်စစ်တပ်ကိုလူမုံများနေတာဖြစ်တယ် ျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်